ရခိုင်ပြည်ကွာမြို့နယ်နဲ့အေယာဝတီတိုင်းဒေသကြီးငတိုင်းရှောင်းလမ်းဘော်ကအမြောက်တပ်၃လေးအနီးမှာစစ်ကောင်စီထိုးစစ်ကြောင့်အရခတ်တတော် EA အပါဝင်တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ငတိုင်းရှောင်းမြို့အပိုင်းကွာငတိုင်းရှောင်းကလမ်းဘော်ကမြောက်ဆန်းကြီးရွာအနီးအမြောက်တပ်၃လေးအနားမှာဇွန်လ၂၉ရက်နေ့ကစလို့စစ်ကောင်စီရဲ့ထိုးစစ်ကြောင့် အေအေနဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲတွေပြန်လည်ပြင်းထန်လာနေတယ်လို့တော်လန်ရေးတပ်ဖွဲ့နဲ့နှိဆက်သူအမျိုးသားတယောက်ကနရင်စရာကိုပြောပါရယ်အေအေအပေါင်းအဝေးတော်လန်ရေးတပ်ဖွဲ့တွေဟာဇွန်လအစပိုင်းကအမြောက်တပ်3လေးလေးတက်ရင်အနည်းဆုံးအထိကို ရောက်ရှိနိုင်ခဲ့ပြီးတရှုနေရာတွေမှာအသာစီးရထားခဲ့တာပါစစ်ကောင်စီဘက်ကကြုံပြော်ခလာရ36အပါအဝင် နောက်ဆုတ်ထွက်ပြေးနေတဲ့အမြောက်တပ်344ကစစ်ကောင်စီတပ်သားတွေကိုပူပေါင်းအင်အားဖြည့်ပြီးထိုးစစ်ဆင်လာတာဖြစ်တယ်လို့ငတိုင်းရှောင်းဒေသခံအမျိုးသားတယောက်ကနရင်စရာကိုပြောပါရယ်။အေအေနဲ့တော်လန်ရေးတပ်ဖွဲ့တွေငတိုင်းရှောင်းမြို့အပိုင်းသိန်းနှုံကုန်းကြားကိုက်ကွင်းအနီးပတ်ဝန်းကျင်တွေကိုဇွန်လအစပိုင်းမှာသိမ်းယူနိုင်ခဲ့ပါရယ်ရှင်။